ရုတ်တရက်ဆူနာမီလှိုင်းဒဏ်ကိုရင်ဆိုင်ကြုံတွေ့လိုက်ရတဲ့အခါ ဟောင်ကောင်မြို့ရဲ့အများပြည်သူတွေပျော်ရွှင်နေကြတဲ့တာမန်နေလေးတစ်နေ့မှာမထင်မထားတဲ့ကံကြမ္မာမုန်တိုင်းတစ်ခုဝင်ရောက်လာခဲ့ပါတယ်။ပြည်သူတွေစုစုဝေးဝေးနဲ့ပျော်ရွှင်နေကြတဲ့အချိန်မှာရုတ်တရက်ဆိုသလိုဆူနာမီမုန်တိုင်းတစ်ခုဝင်ရောက်လာခဲ့ပါတယ်။ဒါနဲ့ပြည်သူတွေလည်းကြောက်စရာကောင်းတဲ့ဆူနာမီလှိုင်းကြီးတန်ကနေရှောင်ရှားဖို့အတွက်အသက်ကုန်အော်ဟစ်ပြေးလွှားကြပါတော့တယ်။ဆူနာမီရှိန်ဟာပြင်းလွန်းလာကြောင်းလမ်းတွေပေါ်မှာအချိန်ခဏလေးအတွင်းရေပြည့်ဖုံးလွှမ်းခဲ့ပါတယ်။လမ်းတွေလမ်းတွေမှာရေပြည့်ဖုံးလွှမ်းလာတာကြောင့်ပြည်သူတွေလည်းပြေးရလွှားရတာ တော်တော်လေးကြရရိုက်လာခဲ့ပါတယ်။အချိန်ခဏလေးအတွင်းမှာဟောင်ကောင်မျိုးကြီးတစ်ခုလုံးရေတွေဖုံးလွှမ်းသွားခဲ့ပါတယ်။လူတွေလည်းပြေးနေခဲ့ပေမဲ့တဘာဝဘေးအန္တရာယ်ကြီးကိုမလွန်ဆန်နိုင်ခဲ့ပါဘူး။ဒါကတော့ဟောင်ကောင်မြို့မှာဆိုးရွားတဲ့ဆူနာမီလှိုင်းဝင်ရောက်မှုကိုရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့အတိတ်ဆိုးတစ်ခုလေးဖြစ်ပါတယ်။ ဒါဟာဟောင်ကောင်မြို့ကပြည်သူတွေအတွက်တသက်တာမေးပြောင်းလို့မရနိုင်တဲ့ဖြစ်ရပ်ဆိုးတစ်ခုလည်းဖြစ်ပါတယ်။ဒီကဘေးကြီးကနေ၅နှစ်နီးပါးကြာလာတဲ့အထိအက်ရှားဆိုတဲ့ကောင်မလေးတယောက်ဟာဒီဖြစ်ရပ်ကနေရုံမထွက်နိုင်သေးပါဘူး။တွေ့တွေ့ပြီးကြောက်စိတ်တွေတဲကနေသူမအချိန်တော်ကြာရုံမထွက်နိုင်ခဲ့ပါဘူး။ကဘေးဖြစ်ပေါ်စဉ်ကသူတို့ရုံးကန်ခဲရတာတွေအခုချိန်ထိကြန့်ရှိနေသေးတဲ့ကဘေးကာလာအတွင်းကအမိုက်တရားတွေကိုကြည့်ပြီးအက်ရှားတယောက်ထိတ်လန့်နေတော့မှပဲ။ ပြီးတော့ coffee တောင်းရင်အတိတ်ကဖြစ်ရဆိုးတွေတွေးပြီးအစိုးရကပြည်သူတွေစကားတန်ကိုလှစ်လျူရှူထားတာလေသူမတွေးရင်စိတ်ပြက်နေခဲ့ပါတယ်ဒီအကြောင်းအရာတွေကိုစဉ်းစားလိုက်ပြီးတော့အရင်တုန်းကတငယ်ချင်းတွေစုပြီးပျော်ပါခဲ့တဲ့အချိန်တွေကိုပြန်တွေးရင်းလဲအမှတ်ရနေခဲ့ပါတယ်ဒီလိုနဲ့သူဘေဘီကိုကြည်နေရင်ရုတ်တရက်ဆိုသလိုတိုက်ကြီးတိုက်ပြိုကျလာခဲ့ပါတယ်။တဘာဝဘေးအန်ဒရယ်ကြောင့်အဆောက်အုံတွေလည်းခံနိုင်ရင်မရှိတော့ပဲပြိုကျလာခဲ့တာဖြစ်ပါတယ်။ ပြီးတော့ဘေးဘက်ဝင်းချင်းကိုကြည့်လိုက်တော့ရေထဲမှာမျောနေတဲ့ပါဆယ်ဘူးလေးတစ်ခုကိုတွေ့တော့အတင်းဆွဲယူဖို့လုပ်ပါတယ်။ဆွဲယူလိုက်တော့အထဲမှာအရက်ပလင်းဖြစ်နေခဲ့ပါတယ်။သူမလည်းအရက်ပလင်းကိုယူပြီးသူမလက်ကအနာတွေကိုဆေးကြောခဲ့ပါတယ်။ရုတ်တရက်ကပေးကြုံထားတဲ့ကာလဖြစ်တာကြောင့်အစားအသောက်ရောဆေးဝါးတွေရောပြက်လက်နေတဲ့အချိန်မှာအခုလိုရှိတာလေးနဲ့အဆင်ပြေအောင်ဖန်တီးနေထိုင်နေရတာဖြစ်ပါတယ်။ ပြီးတော့စိန်ညင်းချင်းနဲ့ကြံနေတဲ့အရက်လက်ကြံလေးကိုလည်းမောလိုက်ပါသေးတယ်။ပြီးတော့မန်ဘလူးနဲ့လှမ်းကြည့်လိုက်တော့ဓမြတွေလိုမတင်ကားစရာကောင်းတဲ့လူမျိုးတွေတွေ့လိုက်တာကြောင့်အိမ်လေးကိုအမြန်ပြေးဝင်ခဲ့ပါတယ်။ဒီလိုအချိန်မှာလူတွေကိုအထူးသတိထားရမှဖြစ်တာကြောင့်အဆအဆအယားယားတင်းရှောင်မှုစူးစမ်းနေရတာလည်းဖြစ်ပါတယ်။ဒီလိုနဲ့အရင်ကပျော်ရွှင်ခဲ့တဲ့အချိန်တွေကိုပြန်တွေးလိုက်အခုဘဝကြီးနဲ့ရှင်လိုက်ရင်တော်တော်လေးကိုစိတ်ညစ်နေခဲ့ပါတယ်။ဒါပေမဲ့လည်းမျောပါလာတဲ့အစားအသောက်လေးကိုဆယ်စားပြီးဘဝကိုအဆင်ပြေအောင်နေထိုင်နေခဲ့ပါတယ်။ဒီလိုနဲ့အိမ်နေရဲ့အလင်းရောင်တစ်ခုကိုမြင် တွေးလိုက်ပြီးဘာများလဲဆိုပြီးထားကြည့်ခဲ့ပါတယ်။အိမ်ထဲမှာမှွေနှောက်ရှာဖွေနေတဲ့ကလေးလေးတယောက်ကိုမြင်တွေ့ခဲ့ပါတယ်။အစကတော့ကလေးကိုမောင်းထုတ်ဖို့လုပ်ပေမဲ့ကလေးကိုကြည့်ပြီးတနာက မောင်းမထုတ်ရပဲခေါ်ထားခဲ့ပါတယ်။ဒီလိုနဲ့အရှာခမရလေးတန်တရာလည်နေခဲ့ပါတယ်။ကလေးကိုကြည့်ပြီးတနာလိုက်အရင်ကပျော်ရွှင်ခဲ့တဲ့မိသားစုအကြောင်းတွေကိုပြန်တွေးလိုက်နဲ့တန်တရာလည်နေခဲ့ပါတယ်။ဒါပေမဲ့တစ်ဖက်မှာစားရမယ့်တောက်ရမယ့်ဖြစ်နေတဲ့ကလေးကိုတော့သူပြစ်မထားရပါဘူး။ ။ကလေးအတွက်သူတော်အငတ်ခံပြီးအစားအသောက်တွေလုပ်ကျွေးနေခဲ့ပါတယ်။တဦးမြတ်တာတဦးစေတနာဆိုတဲ့အတိုင်းနောက်တနေ့မှာတော့ကလေးကသူယူလာတဲ့အစားအသောက်တွေခေါက်ဆွဲချောက်တွေအရှာကိုပေးခဲ့ပါတယ်။အရှာလည်းကလေးကအခုလိုသူ့ကိုပြန်တိတာတော့တော်တော်လေးကိုစိတ်ကျေနပ်နေခဲ့ပါတယ်။ တညမှာတော့နှစ်ယောက်သားအတူတူအိယာဝင်ကြရင်ကလေးဟာကပေးကြီးကြောင့်သူ့မိသားစုနဲ့ဝေးကွာခဲ့တဲ့အကြောင်းကိုပြောပြတော့အရှာတယောက်တော်တော်လေးစိတ်မကောင်းဖြစ်ခဲ့ပါတယ်။သူလည်းကလေးကိုတနာတော်ကြောင့်မိဘတွေအစားသူပြုစုစောင့်ရှောက်ပေးမယ်လို့ပြောကြားခဲ့ပါတယ်။နောက်တစ်နေ့မနက်မှာတော့ဟိုတစ်ခါလုံးဓမြတွေရောက်လာတာကြောင့်နှစ်ယောက်သားပုံနေခဲ့ရပါတယ်။အစားတော်တွေလူပြီးအသက်အန်ဒရီထိပားမှဆိုးတာကြောင့်အရှာတို့နှစ်ယောက်သားကတိတ်တိတ်လေးပုံနေခဲ့ပါတယ်။ဒါပေမဲ့လည်းထင်ထားသလိုဓမြတွေကသူတို့စီကိုရောက်မလာခဲ့ပါဘူး။ဒီလိုနဲ့စုဆောင်းထားတဲ့အစားတော်တွေကတဖြည်းဖြည်းကုန်ကန် ီးအချိန်ရောက်လာခဲ့ပါတယ်။အရှာလည်းရိတ်ခအကြောင်းတွေကိုတွေးပြီးတောကရောက်နေခဲ့ပါတယ်။တန်းနိုင်သလောက်တော့အစားအသောက်တွေစုဆောင်းမယ်ဆိုပြီးတွေးနေခဲ့ပါတယ်။နောက်တစ်နေ့မှာတော့အရှာတယောက်ဟာနေညမအိပ်ပဲနောက်တစ်ခါဆူနာမီဝင်လာရင်ကြိုတင်ကာကွယ်နိုင်မှုအတွက်ဖောင်လုံးနေခဲ့ပါတယ်။ကြီးကြီးတဲ့ဒဏ်ကနေရှောင်လွှားနိုင်မှုအတွက်အခုကလေးကတခါလေးကြိုတင်စီစဉ်နေတာဖြစ်ပါတယ်။ ဒီလိုနဲ့နှစ်ယောက်သားရုံးကန်လိုက်အစားအသောက်တွေရှာဖွေလိုက်နဲ့တနေ့မှာတော့ရှာဖွေနေတဲ့အရှာမိဘတွေရဲ့ရုံလောင်းကိုမြင်တွေ့ခဲ့ပါတယ်။ရုံလောင်းကိုမြင်ပြီးအရှာတယောက်တော်တော်လေးကိုတွေးပြက်ခဲ့ပါတယ်။စက္ကန့်ပိုင်းလေးအတွင်းမှာကဘာကြီးတစ်ခုလုံးကိုဝါမျိုးတို့မလို့တိုက်စားခဲ့တဲ့ဆူနာမီလှိုင်းကအရှာတို့မိသားစုဘဝတစ်ခုလုံးကိုဆိုးရွားစွာဖျက်ဆီးနိုင်ခဲ့တာဖြစ်ပါတယ်။